ဒါကတော့ BSA ဖြစ်ပြီး BSA မျိုးစိတ်ပေါင်း12000ကျော်ရှိတာကိုတင်လို့လည်းသိမှာပါသူတို့ကတဘာဝရဲ့တန့်ရှင်းရေးအေဂျင့်လေးတွေဖြစ်ပါတယ်သူတို့ကတည်ဆုံးပို့ပွားနေတဲ့ organic ဝိထုတွေကိုရှင်းနေရမှာကူညီပေးပါတယ်နော်ဘီယိုစိတ်ဒီကြောင့်အများကြီးပြောခဲ့ပြီးပါပြီ။ဒီဗီဒီယိုထဲမှာပြန်လေ့လာနိုင်ပါတယ်။ခုတော့သူတို့ရဲ့မိလိုက်ရှင်အကြောင်းပြောရအောင်ပါ။ဘီယိုစိတ်ဒီကမိလိုက်ရှင်ရောက်တဲ့အခါတောင်မန်နေပေါက်လာတဲ့ဆူတာတင်တိပါလား။ဟုတ်ပါတယ်။ဘီယိုစိတ်အားလုံးညီပါကပြန်တန်းနိုင်တာပါ။ ီလိုလက်သမားပြည့်စိတ်ဖြင်းရပြည့်စိတ်နဲ့တကြားပြည့်စိတ်ဒီတောင်ပြန်တန်းနိုင်ပါတယ်ဒီလိုကမိလိုက်ရသည့်အတွင်းမှာသာဖြစ်တာပါသောမအားဖြင့်ပြည့်စိတ်ပြင်မာကဥပေါင်းရာနဲ့ရှိဥရှာပြီးမျိုးအောင်စေပါတယ်မျိုးအောင်တော်တဲ့ဥဒီကအမဒါမမို့လုတ်သားပြည့်စိတ်တွေဖြစ်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြည့်စိတ်နဲ့ပြားတွေကညီကိုဝန်းခွဲတွေလိုဆက်ဆက်နေလို့ပါ။ဒါပေမဲ့မိတ်လိုက်တဲ့ပုံစံချင်းတော့မတူကြပါဘူး။ရှင်မကဥအားလုံးကိုမျိုးမအောင်စေပါဘူး။သူရွေးချယ်ထားတဲ့ဥအနေငယ်ကိုသာမျိုးအောင်စေပါတယ်။ မျိုးအောင်သားနဲ့ဥတွေကိုတော့တော်ဝင်ဆန်တဲ့အစားအစာတွေကျွေးထားပါတယ်။ဒါကြောင့်ဒီသားလောင်းတွေကနောက်တစ်ချိန်မှာဘီယံမဖြစ်လာပါနဲ့။မျိုးမအောင်တဲ့ဥတွေကတော့အတောင်ပံပါတဲ့အဖိုးတွေဖြစ်လာပါတယ်။ သူကိုဒရုန်းလိုပဲခေါ်ပါတယ်။ပြင်စိဖိုတွေကအခြားနယ်မြေကဘီယမားကိုတခြားပြေးပါတယ်။မြန်မာရဲ့ကြောဘက်ကိုဆွဲကင်ပြီးတုတ်ဘိုးရွှဲပြောင်းမှုကိုစတင်ပါတယ်။ဘီယမားပြည်စိတွေကဒရုန်းတစ်ကောင်နဲ့နဲ့မိတ်လိုက်ကြပြီးတချို့ကြတော့နှစ်ကောင်သုံးကောင်နဲ့မိတ်လိုက်ပါတယ်။အဲ့လိုက်ပြီးရင်ပြည်စိဖိုတွေတေဆုံးပါတယ်။အခါသူတို့ရဲ့တခုတည်းသောရည်ရွယ်ချက်အောင်မြင်သွားလို့ဖြစ်ပါလိမ့်မယ်။ပြေမကမြေသားနူးညံ့တဲ့နေရာကိုဆင်းလာပြီးသူမရဲ့တောင်ပံတွေကိုဖယ်ရှားလိုက်ပါတယ်။အင်းမြေတွေနဲ့မှဥဥပါတယ်။ ြည်မကသားတော်တွေအတွက်အစာဖြစ်မျိုးမအောင်တဲ့ဥတွေကိုဥရှာပေးပါတယ်။မျိုးအောင်တဲ့ဥတွေကအမားအဖြစ်ပေါက်ဖွားလာပြီးကိုလိုနီအတွက်အစာကိုစတင်စုဆောင်ပါတယ်။ပြည်မကတော့ဘဝတခြားလိုမျိုးအောင်တဲ့ဥတွေကိုယာနဲ့ရှိပြီးဆက်လက်ဥရှာနေပါတယ်။လူနဲ့သူတို့ရဲ့ကိုလိုနီကပြန့်ပွားလာပြီးတန်တရာကလည်ပတ်နေပါတယ်။အားကြောင်းရာဒီတိဆက်ပေးဦးမှာမို့ကျွန်တော်ကောက်ဖော်လို့ပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။